မျိုးရီမင်္ဂလာပါဗျဒီနေ့30ရက်လေးလပိုင်း2025ဟုတ်ဦးဇင်းတော်နေချင်းကည7:00နာရီနေ့မှာ2မိနစ်ဖြစ်ပါတယ်ဗျဒါဦးဇင်းရန်ကုန်မြို့မှာဦးဇင်းနဲ့အရန်ရင်းနှီးတဲ့တကားရင်းပေါ့နော်ပစ္စည်းလေးပါးတကားလူသားနေတကားကိုလည်းပြောလို့ရပါတယ်ဗျသူ့ရဲ့သူ့ရဲ့ရွက်ချက်စာကတော့ပုံပုံကြီးဒါလေးကိုတော့လူကြီးတွေတီအောင်ပြောပြပါခင်ဗျာတဲ့အဲ့မှာတော့ပုံရိပ်ကြမှာစိုးလို့ပါတဲ့ပြောခင်းချင်းဖြစ်ပါတယ်ဗျနော်26ရက်လေးလပိုင်း2025ည7:00နာရီကတည်းက ရွှေပောက်ကန်14ရက်ွယ်ရန်ကုန်လမ်းထိပ်တက္ကစီအဖြူရောင်နံပါတ်မမတ်မိကောင်းလေးနေအောင်လက်ထိပ်ခတ်ခေါ်ဆောင်သွားခဲ့ပါသည်တဲ့ထို့နောက်မှာတစ်ဆင့်မနဲ့၄နာရီတက္ကစီနဲ့တစ်ဆင့်နေပြည်တော်တို့ပို့ဆောင်ပေးခဲ့တယ်ဟုသိရတဲ့ဖြင့်လိုက်သွားရမှာတိန်60ဖြင့်ရွေးခဲ့ရပါတယ်တဲ့ထို့တို့ရွေးခဲ့ပြီးပြန်ခေါ်ခဲ့ရပါတယ်ဖရားထို့ဖြစ်ပါ၍တက်မတော်အာတက်မတော်ရဲ့ဂုံတိတ်ခါကြာဆင်းပါတဲ့ဖြင့်ဖုံးဖုံးမှတစ်ဆင့်အထက်လူကြီးများတိစီရန်အကူညီတောင်းလျှောက်ထားအပ်ပါတယ်ဖရားတဲ့ဒီပေါ့နော်ဒီကလေးတွေခေါ်ခံရတဲ့ကလေးတွေကအဖအမိဥအောင်ကိုလည်းအမိ မမီဒေါ်ညုံညုံဝင်းအတက်16နှစ်နော်တာဝေယံထက်လူသားအတက်ကဝေယံထက်ပေါ့ဗျာခေါ်ဆောင်ရနော်နောက်တော့ဥကအဖအမိဥတန်လာအမိအမိဒေါ်မြတ်ခင်လူသားရဲ့အမိကနော်30နဲ့မှရှင်းနေပေါ့နော်30နဲ့မှရှင်းနေ30နဲ့မှရှင်းနေမဘုံနဲ့အမကကိုမင်းဆောင်မလလနိုင်တင်းနဲ့6 51ဖန်းစီခေါ်ဆောင်ခံရသူမှဖန်းစီခေါ်ဆောင်ခံရသူမှငွေရဥစမ်းပေါ်ပြည့်ချင်ပါသည်တဲ့ ဒီဖက်စစ်ခွန်ဆောင်သွားတဲ့သူနောက်ကလိုက်ပြီးမှဝင်နေရွေးခံခဲ့ရတယ်ပေါ့နော်ဦးစန်းဘူဒီဘယ်လိုလူမျိုးလဲဆိုတော့မကြည့်ဘူးပေါ့နော်ဒါနဲ့ဦးစန်းဘူဒီကိုဒီကလေးဒီခေါ်ခဲ့ရတဲ့လိမ့်60ပြင်းနဲ့လိမ့်60ပြင်းခေါ်ဆောင်ခဲ့ခေါ်ဆောင်ခဲ့ရပေါ့နော်ဒါတယောက်တည်းပဲနော်ပြန်ပြီးမှပြောမယ်လူနေတဲ့ရက်ကည7:00နာရီခန့်နဲ့နော်ရွှေပေါက်က26ရက်လေးလာပိုင်း2000နဲ့မှ25ဆိုတော့ဒါ9ရက်ပဲရှိသေးတယ်နော်ဒီညအချိန်အချိန်ကဒီ ကလေး2ယောက်အားပေါ့2ယောက်လုံးတယောက်ကို30နဲ့ရွေးခန့်ခဲ့ရတယ်တဲ့အဲ့ဒီပတ်စံ30ရဖန်စီဥနေပြည်တော်ကဥဆန်းဘူကပေးခဲ့ရပါတယ်တဲ့ဥဆန်းဘူကဘာကြီးလို့တော့မသိဘူးပေါ့နော်အဲ့တော့ပေးခန့်ရတဲ့ဥဆန်းဘူငွေလက်ခံသူဥဆန်းဘူရဲ့ဖုံးမှာဒါလေးကိုတော့တရားမှတ်နော်ဒီဥဆန်းဘူရဲ့အထက်မှာရှိအောင်မှာငွေလက်ခံသူရဲ့ဥဆန်းဘူရဲ့ဖုံးမှာတဲ့96လေးရှင်ကဒုံညာကို936လေးရှင်ကဒုံညာကို930 6485ဖြစ်ပါတယ်နော်အဲ့တော့ပြောချင်တာကသူတို့ခေါ်ဆိုအဲ့38နှစ်ဆိုတာလေစစ်မှုထမ်းဥပဒေနဲ့ပတ်တဲ့ဥပဒေနဲ့ပတ်တယ်နော်ကျော်လွန်သွားပြီနောက်တစ်ယောက်ကအဲ့38နှစ်ဆိုတာလေ18နှစ်မပြည့်ရင်ခေါ်ဆောင်ခွင့်မရှိဘူးဦးဇင်းတို့ဒီချို့ခေါ်ဆောင်သွားတာရှိတယ်အဲ့မပြည့်လို့ပြန်လွှတ်လိုက်တာရှိတယ်နော်အဲ့မပြည့်လို့ပြန်လွှတ်လိုက်တာရှိတယ်အဲ့ကျော်လို့ပြန်လွှတ်ရှိတယ်အင်္ဂါမစုံလို့ရောဂါရှိလို့ဒီမန္တလေးမှာဆိုလည်းပြန်လွှတ်တဲ့ဟာတွေအများကြီးရှိပါတယ်နော်အဲ့တော့ဦးဇင်းတို့ဘာပြောချင်တာလဲဆိုရင်အခုဒါရန်ကုန်မြို့မှာဒါတွေကတအားခေစားနေတယ်ဥပမာလှိုင်းတိုင်းအားမှာဆိုလည်းလှိုင်းတိုင်းအားလူမိုက်တွေကနေမှာဒီလိုခေါ်ပြီးမှဒီ အပ်ထားတယ်ဒါခဏခဏဥဒုနုစီမှာနိုင်စားတွေရောက်နေတယ်နော်အဲ့တော့နိုင်ငံတော်ကြီးကဲမြတ်နောက်သက်ကတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ကလည်းဒါတွေကိုကြည့်ရောက်စွာရေးယူဖို့လိုအပ်တယ်လို့ဥစဉ်နေနဲ့ဒါပြောကြခြင်းပါတယ်နော်ဥစဉ်နေနဲ့ပြည်သူတွေရဲ့ကိုစားရောတပ်မတော်ရဲ့ဂုဏ်တိတ်ခါအတွေ့ရော ပေါ့ဗျာဒါမြင့်တရခံတောင်းဆိုခြင်းပါတယ်နော်စစ်မှုထံဥပဒေကိုအသက်ပြည့်လို့ခေါ်ရတယ်ခေါ်ရလို့ရှိရင်ဥစဉ်တို့နေခင်းကဥစဉ်တို့သူအကူအညီတောင်းတယ်ဟိုပါပေါ့နော်ဥစဉ်တို့ရဲ့ဒီဟိုပါပေါ့ဆလင်းဘက်ကဘုံဘုံဖရားတဲ့ဒီမန်နယ်လေးကိုလာတဲ့ချိန်မှာတဲ့ အဲ့တော့ခေါ်ပါတယ်ဗျာတပြည့်တူလေးကိုအဲ့ဒါဖုန်းဖုန်းဘယ်လိုလုပ်လို့ရမလဲဘုံနေလိုက်တယ်အသက်ဘယ်လောက်ရှိပြီကျုံလို့အသက်25နှစ်25နှစ်နိုင်ငံသားပဲစစ်မှုထမ်းဥတွေထမ်းရမှာဗောလို့အမှန်တော့စစ်မှုထမ်းဥတွေထမ်းမှာဆိုမနေ့လေးမျိုးလာကြီးမှာရှောင်းတာလေးလို့အဲ့တော့ဦးဇင်းတို့အနေနဲ့ဟုတ်လားအဲ့ဒီကလေးရဲ့စစ်မှုထမ်းမှာအခက်အခဲရှိတယ်ရှေ့တန်းမှာလိုအပ်ချက်ရှိတယ်တင်းတန်းမှာလိုအပ်ချက်ရှိတယ်သားစရာအခက်အခဲတွေ့တယ်ငွေကြီးရဲ့အခက်အခဲတွေ့တယ်ဆိုရင်ဦးဇင်းတို့တတ်နိုင်တယ်လောက်ထိုက်နိုင်တယ်လောက်ကူညီပါမယ်လို့ အဲ့ကလေးကိုထုတ်ဖို့အဲ့ကလေးကိုဝင်နဲ့လိုက်ယူဆိုတော့ no ပါလို့နိုင်ငံသားမှိုင်စစ်မှုထောက်ဥပဒေဆိုတာပြဋ္ဌာန်းရမယ်လို့ဒါအသက်အရွယ်ရခေါ်ဆောင်သွားခြင်းဖြစ်တာကိုဥစဉ်တို့လက်ခံလို့ရတယ်အခုလိုအသက်ဆက်ခွင့်နေနေ38ပေါ့နော်တက်ကတယောက်က18နှစ်ကိုခေါ်ရတာစစ်မှုထောက်ဥပဒေကြောင့်ခေါ်ရတာလားဒါမှမဟုတ်ရင်ပြန်ပြီးဆွဲတာလားတေချာတာကတော့ဥစဉ်နဲ့နေပြည်တော်ထိလိုက်ပြီးမှ30 30နဲ့နှစ်ဦးပေါင်း60နဲ့ရွေးခံခဲ့ရတယ်ခေါ်ခံရတဲ့ခေါ်ငွေလက်ခံသူရဲ့ဖုန်းနံပါတ်မှာ9064 ရှင်ငါဖြစ်ပါတယ်ဗျနောက်တက်ကတာဝန်ရှိများအနေနဲ့ဒါကိုထျောက်စွာအရေးယူပေးဖို့ပါကိုပေါ့ကိုတော်တို့အနေနဲ့ဒါပြီးတော့ကိုစားရောတတ်မတော်ရဲ့ဂုဏ်သိက္ခာအတွက်ရောမိနာရခန်ဒါတောင်းဆိုချင်ပါတယ်ဗျအားလုံးဒါပါပဲဗျမင်းအောင်လိုက်နဲ့မိသားစုဤပြပခီးစဉ်များအတွက်အသုံးပြုနေသည့်စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပြီးပြတ်ဝယ်ယူပြပခီးစဉ်ရှင်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီးပြည်တွင်းနှင့်ပြပအနီးခီးစဉ်များအတွက်ဖော့ကာလေယာဉ်ကိုအသုံးပြုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ကရင်းဤပြပခီးစဉ်များအတွက်အသုံးပြုနေသည့် စစ်တပ်ပိုင်းအဘက်စ်လေရင်ကိုအပြည့်ပြည့်ဝေယူလိုက်ပြီးဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသော အမိန့်ပြန်နှံ့အရသိရှိရသည့်ယခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ထုတ်ပြန်ခဲ့သောစစ်ကောင်စီ၏အမိန့်ပြန်နှံ့တွင်အပြည့်ပြည့်ဆိုင်ရာမြန်မာလေကြောင်းတွင်အုံပြုရန် အမေရိကန်နိုင်ငံထံမှပြန်လျှော့အောက်ခုံစနစ်ဖြင့်ငှားရမ်းတင်သွင်းထားသည့် Airbus အမျိုးအစားလေယာဉ်ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲပြည်တွင်းသုံးစွဲရန်ဝယ်ယူခြင်းအတွက်ကြာတင်သည့်ဝင်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်တို့ကိုကင်းလွတ်ခွင့်ပြုလိုက်ကြောင်းဖော်ပြထားခြင်းဖြစ်သည်။အဆိုပါ NAI ကအမိခံပေးထားသော Airbus လေယာဉ်မှာမင်းအောင်လိုင်းခီးစဉ်များအတွက်တည်တပ်အသုံးပြုနေသည့်စစ်တပ်ပိုင်လေယာဉ်ဖြစ်ကြောင်း မင်းအောင်လိုင်းမိသားစုအတွက်တီးတန့်အသုံးပြုသည့်လေယာဉ်ဖြစ်ကြောင်းစစ်ဖက်တရင်ရင်းမြစ်ကဆိုသည့်အဲ့ဒီ Airbus လေယာဉ်က NAAI ကအမိခံပေးထားတာပါတက်မတော်ပိုင်းလေယာဉ်မှာလေယာဉ်အတွက်အာမခံတဲ့ပြပခီးစဉ်တွေပြန်တန်းဖို့က AAI အမိခံထားပေးမှရတာတက်မတော်လေယာဉ်ဆိုရင်ပြပခီးစဉ်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေယာဉ်ကွင်းတွေမှာဆင်းခွင့်ခက်ခဲတဲ့ AAI အရက်ဖက်လေယာဉ်နေနဲ့တုံးဖို့ ကအမိခံပေးရတာပါဟုစစ်ဖက်တရင်ရင်းမြစ်ကဆိုသည်မင်းအောင်လိုင်းသည်ရုရှားခီးစဉ်နှင့်တရုတ်ခီးစဉ်များတွင်ယခုဝေယူလိုက်သည့် AAI လေယာဉ်ကိုအသုံးပြုနေခြင်းဖြစ်သည်မင်းအောင်လိုင်းကထိုင်းနိုင်ငံနှင့်ပြပခီးစဉ်အတူများအတွက်စစ်တပ်အထူးလေယာဉ်လေယာဉ်အမှတ်တူများတူများနှစ်ကိုအသုံးပြုနေပြီးယင်းဤမိသားစုပြပခီးစဉ်များတွင် လေယာဉ်နှစ်စီးကိုအဆင်ပြေသလိုအသုံးပြုနေခြင်းဖြစ်ကြောင်းသိရှိရသည် လွန်ခဲ့သောနှစ်များအတွင်းမင်းအောင်လှိုင်၏ဇနီးကျူကျူတာသမီနှင့်မြေးမြားစင်ကာပူသို့အလဲပတ်သွားခဲ့စဉ် RNAI လေယာဉ်ကိုအသုံးပြုခဲ့ကြောင်းသိရှိရသည်